လာပါအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့ People's Radio မြန်မာရဲ့ Channel U Podcast Season ကနေကျွန်မ Esther ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့နားဆင်ရမှာကတော့ဥပိုလ်ထောင်တွင်မြေငလျင်ကြောင့်နိုင်ကျင်း6ရောက်ခန့်အသက်ဆုံးရှုံးဆိုတဲ့တင်ငလျင်တန်တဲ့ဒေတာတွေအတွက်ကရင်နီပြည်ငလျင်ရေပေါ်တုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းဆိုတဲ့တင်စားရဲထူချဖြစ်စဉ်တွေကိုတင်ဆက်ပေးသွားမှာပါ။တည်င်းလာရီကိုတော့အင်းငယ်နဲ့ဖူတာက ပြပူထားပါရဲ့ရှင်။ မန္တလေးတိုင်းအိုးဘိုကျင်းထောင်မှာအင်အားကြီးမြင့်ကလေးလှုပ်ခတ်မှုကြောင့်နိုင်ငံရေးကျင်းသား6ယောက်ခန့်ထိခိုက်ဒေဆုံးခဲ့ရတယ်လို့ထောင်နဲ့နေဆက်သူတွေကပြောပါရယ်။မြင့်ကလေးလှုပ်ခတ်စဉ်တွင်အိုးဘိုထောင်ရဲ့အမျိုးသမီးဆောင်တင်နဲ့နှစ်ပြိုကျမှုကြောင့်ထိခိုက်ဒေဆုံးခဲ့ရတာပဲဖြစ်ပါရယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက်ဥဆောင်ကော်မတီဝင်ဖြစ်သူ ကိုတိုက်ထွန်းဦးကထောင်တွင်းချင်းနေနဲ့ပတ်သက်ပြီးအခုလို့ပြောပါရယ်။ ဟုတ်ကဲ့။ကလေးရောက်ဆုံးတဲ့လူတွေဟာအချင်းထောင် site တွေထဲမှာ လူဦးရေပြန့်ညက်စွာနဲ့နေထိုင်နေရတဲ့အချိန်ပြီးတော့ထောင်ခေါ်ရတံပိတ်ချိန်ပေါ့နော်အခန်းထဲမှာပဲတကားတော့ cloud ခတ်ခန့်ထားတဲ့ချိန်ကြီးဖြစ်တဲ့အတွက်တည်ဆုံမှုတွေတလောင်းမြင့်တက်ခဲ့တာလို့ကျွန်တော်တို့တုံ့တက်ပါတယ်ဗျ။ငလင်းထိကြိုက်တန်ရာတွေကြောင့်ဆုံးခဲ့တာလို့ပြောချင်ပါတယ်။ဒါပေမဲ့တချို့ကချင်းချင်းဆုံးတာမျိုးပဲနဲ့အဲဒီမှာဆုံးသွားတဲ့သူတွေလည်းရှိပါတယ်ဗျ။ အဲ့ဒီနိုင်ငံရေးကျင်းသား6ရောက်ဟာမတ်လ28ရက်နေ့အတွင်းထိခိုက်သေးဆုံးခဲ့တာဖြစ်ပြီးထောင်အနာပိုင်တွေရဲ့တည်င်းထိန်ချမ်းမှုကြောင့်ဧပြီလ9ရက်နေ့မှသာတည်င်းထုတ်ပြန်ခဲ့ရတယ်လို့သိရပါဗျ။ထိခိုက်သေးဆုံးသူ6ရောက်ဟာမတ်မိုးဒူဇာနိုင်ဒေါ်လလဲမိုဒေါ်ခင်အောင်ရွှေမာကီကီဝင်းမပပဝင်းမဖူးဝေဝေတို့ဖြစ်ပြီးစေကူတာခွင့်မရသေးသူစုစုပေါင်းအလျောက်40ထက်မနည်းရှိတယ်လို့လည်းသိရပါဗျ။ ဒါပြင်ကိုယောက်ဟာလည်းအသက်အန္တရာယ်ဆိုးရင်ရတဲ့အနေအထားမှာရှိပြီးလက်တလောကာလမှာအကျဉ်းသားနဲ့ခြံဝန်ထမ်းရေးအတွက်ကိုခွဲခြားသတ်မှတ်ဖို့အတွက်အခက်အခဲရှိတယ်လို့ဆိုပါရယ်။အော်ဒီ6ဦးကအနည်းဆုံးရေအတွက်ဖြစ်ပြီးမှကျန်တဲ့ရေအတွက်တွေကိုကျွန်တော်ဆက်ပြီးအတီးပြုနေသေးဖြစ်တယ်။ရာရှိမှုရလက်တွေနဲ့အတီးပြုနိုင်မှုတွေကိုတော့အချိန်နဲ့တပြေးညီကျွန်တော်တို့ထုတ်ပြန်နိုင်ရင်စူးစမ်းလျက်ရှိပါတယ်။ကျတော့လည်းပဲကျွန်တော်တို့အဲထောင်အနာပိုင်းတွေကသတင်းစစ်စစ်မှုနဲ့သတင်းတိပိုင်ခွင့်တွေကိုကန့်တက်မှုတွေအကြောင်းမို့လို့ကျွန်တော်တို့တွေ ခုလိုမျိုးအချိန်နောက်နေပြီးမှထုတ်ပြန်ရတဲ့အခြေအနေမျိုးဖြစ်နေတာဖြစ်ပါတယ်။မက်လ28ရက်နေ့အတွင်းစကိုင်းမန္တလေးနဲ့ရှမ်းတောင်တို့မှာအင်အား9.3မီတာစကေးပြင်းအားရှိတဲ့မြေငလင်ဦးတီလောက်ခတ်ခဲရာဥပိုထောင်တွင်လူဦးရေပေါင်း12ယောက်သေဆုံးခဲ့ပြီးထောင်ဝန်ထမ်းတွေဘက်က6ယောက်ပါဝင်ခဲ့တယ်လို့သိရပါတယ်။ဆလပီငလျင်တန်တင့်ဒေတာတွေအတွက်ကင်းဒီပြည်ငလျင်အရေးပေါ်တုံ့ပြန်ရေးဖွဲ့ဖွဲ့စည်းဆိုတဲ့တင်ကိုတင်ဆက်ပေးသွားမှာပါ ကရားကင်နီပြည်မှာငလျင်တန်တဲ့ဒေတာတွေကိုကုညီထောက်ဖန်ဖို့အတွက်ငလျင်ရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဖွဲ့စည်းလိုက်တယ်လို့ဒေတာတွင်လူခွင့်ရေလှရှားဆောင်ရွက်နေကြသူတွေကပြောပါရယ်။ကင်နီတပြည်လုံးမှာရှိတဲ့အရက်ဖတ်လူမှုအဖွဲ့စည်းပေါင်း35ဖွဲ့ဝင်းကျင်နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးအဖွဲ့တီတီကနေလှစဉ်စုဆောင်ထားတဲ့ရန်ပုံငွေထဲကနေတဆင့်ထုတ်ယူအသုံးပြုသွားမယ်လို့ဆိုပါရယ်။ငလျင်ရှိပေါ်တုံပြန်ရေးဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူမန်ငိမ့်စုကအခုလို့ပြောပါရယ်။ အဓိကရည်ရွယ်ထားတော့ရှမ်းတောင်အင်းလေးဒေသပေါ့အာဒါပေမဲ့ကျမတို့မှာရလာတဲ့အလူမျိုးပေါ်မူတည်ပြီးတော့ဒီအခြားဒေသတွေကိုလည်းပို့နိုင်ဖို့ကြိုးစားကြိုးစားနေပါတယ်မိဖက်ဖွဲ့တွေကနေပြောကြားလာတဲ့လူအချက်တွေပေါ်မူတည်ပြီးတော့ကုညီထောက်ပံ့ပေးသွားပါမယ်ရှင့်လရှိအဖွဲ့အနေနဲ့ငလျင်တန်တန့်ပြည်သူတွေကိုတိုင်းရိုက်ကူညီထောက်ပံ့ဖို့အတွက် အခက်အခဲရှိနေတာကြောင့်မိဖက်ဖွဲ့စည်းတွေကလည်းတဆင့်ချိတ်ဆက်ကူညီပံ့ပိုးပေးသွားမယ်လို့သိရပါတယ်။ ဒါပြင်ကင်းဒီပြည်တွင်းကပြည်သူနဲ့အရက်ဖတ်လူမှုဖွဲ့စည်းတွေကိုလည်းပါဝင်လူတန်းဖို့အဖွဲ့အနေနဲ့နှိုးဆော်ထားပြီးကင်းဒီလူမှုဖွဲ့စည်းများကွန်ရက် KSCN ရဲ့လူမှုကွန်ရက်စာမျက်နှာ Facebook ကနေတဆင့်ချစ်ဆက်လူတန်းချဖို့တိုက်တွန်းထားပါတယ်။ကျမတို့ကရင်နီနဲ့ကရင်နီအရက်ဖတ်လူမှုဖွဲ့စည်းတွေကလည်းငလင်ပြည်တန်တဲ့ပြည်သူတွေနဲ့တသားတဲ့အတူတူရှိနေတဲ့အကြောင်း ပြောကြချင်ပါတယ်။နောက်တစ်ခုကတော့ကျမတို့အတူတူတောင်းခံသွားမယ်။ပြီးလို့ရှိရင်ပြန်လဲယုံထကြမယ်ပေါ့နော်။မက်လာနာဆက်ရှင်တွေကဖြစ်ပွားခဲ့တဲ့မြင်းငလျင်တွင်ကင်နီပြည်မှာထိခိုက်မှုကြီးကြီးမားမားမရှိပေမဲ့ဒီမော်ဆိုမျိုးနဲ့ပစေးလာကြီးရွာမှာတော့ပေတရာကျော်အနက်ရှိ တွင်တစ်ခု ပေါ်ပေါက်လာတာကြောင့်ဒေသတွင်းစစ်ပီးရှောင်းတွေဟာစိုးရိမ်နေကြရပါတယ်။ ကြာပြင်းငလျင်တံမခန်းစားရတဲ့ရှမ်းတောင်အဆက်နဲ့ကင်းဒီဒေတာကိုလည်းစကောင်းစီကလေကြောင်းတိုက်ခိုက်မှုတွေနေစဉ်ပြုလုပ်လျက်ရှိရာဧပြီလ၄ရက်နေ့ကလည်းမိုးပြင်းမြို့မှာစကောင်းစီရဲ့လေကြောင်းပစ်ခတ်မှုကြောင့်အရက်သား၆ဦးတိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် People's Radio မြန်မာရဲ့ Channel U Podcast Season လေးကတော့ဒီလောက်ပါပဲရှင်။အပတ်စဉ်တိုင်းတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ပတ်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။နာတော်တာစနေကြသူများအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။